တမန်ဥတင်စင်ကပြည်သူ့လွတ်တော်ကိုပေးပို့တဲ့အချက်၁၄ချက်ပါတော်နာမှာပြည်ရင်းထာဝရငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီးတမိုင်းတင်ကန်းစာတွေကိုယူပြီးထာဝရငြိမ်းချမ်းရေးတည်ဆောက်နိုင်ဖို့အရင်နဲ့မတူတဲ့ဘူဝါဒတွေနဲ့ဆောင်ရွက်နေတယ်လို့ပြောကြားလိုက်တာပါ။ ဒီလိုဆောင်ရွက်နေတဲ့နေရာမှာလဲတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်း6ဖွဲ့နဲ့ငြိမ်းချမ်းရေးသဘောတူညီမှုရရှိခဲ့ပြီးဖြစ်ပြီးကြံ့ချီတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့9ဖွဲ့နဲ့လည်းထိတွေ့ညီနိုင်ဆွေးနွေးတဲ့နေရာမှာအခြေအနေကောင်းမွန်နေတာကိုတွေ့မြင်ရတယ်လို့ပြောကြားထားပါတယ်။ဒီတဝလာကိုပြည်သူ့လွတ်တော်ဥက္ကဋ္ဌသူရဦးရွှေမန်းကဇန်နဝါရီလ26ရက်လွတ်တော်အခွင့်အရေးမှာဖတ်ကြားပေးခဲ့တာဖြစ်ပါတယ်။ အခုလာမဲ့ကြားပြည့်ရွေးကောက်ပွဲမှာဒေါန်ဆန်းစုကြည်ဝင်ရောက်ရှင်ပိုင်မှာဖြစ်တာမူလွတ်တော်ကိုယ်စားလှယ်တချို့ကတော့ဒေါန်ဆန်းစုကြည်လွတ်တော်အတွင်ရောက်လာဖို့ကိုမျှော်လင့်နေတာပါဒေါ်စုဝင်လာရင်တော့ဒေါ်စုကတော့နိုင်ငံလုံးရဲ့အမျိုးသားကောင်းဆောင်ပဲဒါပေမဲ့လည်းကြံ့ခိုင်ရေးပါတီကအများစုဖြစ်တာမူလွတ်တော်အတွင်အားကောင်းလာမလားဆိုတာတော့အတိအကျမပြောနိုင်ပါဘူးလို့သူကစပြောသွားပါတယ် Hi you know any idea because of uh, he, he, he cannot say exactly ိုက်စီဟောဆိုတန်ခါကြီးကပါလီမာမတိတ်အားကောင်းနေတာ2012 2013ဆက်ချောင်းနေစတင်ခဲ့တဲ့ပထမနေ့အစည်းအဝေးမှာလွှတ်တော်ကိုယ်စားလှယ်395ဦးနဲ့389ဦးတက်ရောက်ခဲ့ပါတယ်။အရင်ကျင်းပခဲ့တဲ့လွှတ်တော်ကအတည်ပြုဖို့ကြံနေတဲ့ဥပဒေကိုအတည်ပြုနိုင်ရေးယူရပြီးထပ်မံခေါ်ယူကျင်းပရတာလို့လွှတ်တော်ဥက္ကဋ္ဌကပြောဆိုသွားပါတယ်။ န္တရွေဥပဒေကြမ်းကိစ္စလည်းဆွေးနွေးသွားကြမှာဖြစ်ပါတယ်။ဒါပေမဲ့လည်းပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဒီဘက်ကပြန်လည်တင်သွင်းမဲ့အဆိုတွေကိုတော့အချိန်ရရှိမှသာလက်ခံဆွေးနွေးမယ်လို့လွတ်တော်ဥက္ကဋ္ဌရဲ့အဖွဲ့အစည်းကမှပြောဆိုသွားပါတယ်။ကျွန်တော်ကိုတက်ပါ